ဒါကတော့ဆူရနိုင်ငံဖြစ်ပါတယ်။တချိန်တခါတော့အာဖရိကတိုက်ရဲ့အကြီးဆုံးနိုင်ငံထဲမှာပါဝင်ပါတယ်။ ဒါပေမဲ့2017မှာတော့နှစ်နိုင်ငံကွဲထွက်သွားခဲ့ပါတယ်။သူတို့နိုင်ငံရဲ့ပြည်တွင်းရေးကလည်းကျွန်တော်မြန်မာပြည်နဲ့တိတ်မကွာပါဘူး။1956ခုနှစ်မှာအင်္ဂလိပ်စီရနဲ့လွတ်လပ်ရေးရပြီးကလေးကပြည်တွင်းစစ်တွေဇက်တိုက်ကိုဖြစ်နေခဲ့တာဖြစ်ပါတယ်။အဓိကတော့ဘာသာရေးပြဿနာပါ။ဆူဒန်နိုင်ငံကအများစုကမွတ်စလင်တွေဖြစ်ကြပြီးတော့တောင်ဆူဒန်ကကျတော့ Christian majority ဖြစ်နေတဲ့ပြဿနာပါ။ဒီအချက်ကိုတာဂက်ထားပြီးတော့အင်္ဂလိပ်တွေကသွေးခွဲအုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။လွတ်လပ်ရေးရပြီးတဲ့အချိန်မှာအခုဆူဒန်လိုခေါ်တဲ့နိုင်ငံအချမ်းကတိုးတက်မှုတော့များပါတယ်။ တောင်စုတန်ဘက်ကတော့တိုးတက်မှုလုံးနေပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ကပြည်တွင်းစစ်တွေကိုခဏခဏဖြစ်နေတဲ့အချမ်းဖြစ်နေလို့ဖြစ်ပါတယ်။ပြည်တွင်းစစ်စတိုက်ဖြစ်နေတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မလို့လမ်းတွေဖောက်ဖို့ခက်ခဲတယ်၊တံတားတွေစောက်ဖို့လည်းခက်ခဲတယ်၊အဆောက်အုံတွေစောက်ဖို့လည်းခက်ခဲတယ်။လမ်းမဆက်သွယ်ရေးတွေမကောင်းတဲ့အတွက်ကြောင့်မလို့ကုန်စည်စည်းစိမ်မှုတွေခက်ခဲလာပြီးတော့တောင်စုတန်ကတဖြည်းဖြည်းနဲ့ဆင်းရဲမွေးတည်လာပါတယ်။ဒါပေမဲ့2017မှာတော့သူတို့ကကိုဗန်နိုင်ငံအဖြစ်ကိုခွဲထွက်လာနိုင်ခဲ့ပါတယ်။ဒါပေမဲ့တောင်စုတန်နိုင်ငံအတွက်ပို့ပြီးတော့ခက်ခဲသွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူတို့ဟာကုန်းတွေးပိတ်နိုင်ငံဖြစ်သွား ပြီးတော့ပင်လယ်ထွက်ပေါက်လည်းမရရှိတော့တဲ့အတွက်ကြောင့်လည်းသူတို့စီကိုကုန်စီစည်းစင်းမှုကပို့ပြီးတော့ခက်ခဲလာပါတယ်။နိုင်ငံခွဲတက်ပြီးရဲ့နောက်မှာတော့ကုန်စည်းနှုန်းမြင့်မားမှုတွေအဆမတန်ခံရပြီးတော့သူတို့နိုင်ငံအတွင်းမှာထက်ပြီးတော့ပြည်တွင်းစစ်တွေဆက်ပြီးတော့ဖြစ်လာပါတယ်။ဘာလို့လဲဆိုတော့တောင်စုရနိုင်ငံအချမ်းမာတွေကိုတိုင်းရင်းသားလူမျိုးစုက60နဲ့80ကြားမှာရှိတယ်လို့နိုင်ငံရေးသူတွေတည်းကခန့်မှန်းထားကြပါတယ်။ဒီလိုလူမျိုး60နဲ့80ကြားရှိနေတဲ့အတွက်ကြောင့်မလို့အတွေးခေါ်မျိုးစုံအယူဆမျိုးစုံ ဘာသာမျိုးစုံရှိပြီးတော့တူတူမှာပို့ပြီးတော့ပြည်တွင်းစစ်ကဆက်ပြီးတော့ပြင်းထန်လာပါတယ်။နောက်ဆုံးရရှိတဲ့စစ်တမ်းတွေကတော့ဒီပြည်တွင်းစစ်ကြောင့်မို့လူကြီး၄သိန်းကျော်တေဆုံးပြီးတော့၄သိန်းကျော်ဟာစစ်ပေးဒုက္ခသည်တွေဖြစ်လာကြပါတယ်။နောက်ဆုံးအနေနဲ့ပြည်တွင်းစစ်ဖြစ်ုံနဲ့မကပါဘူး။မူလခွဲထွက်လာတဲ့ဆူဒန်နိုင်ငံနဲ့လည်းနယ်နိမိတ်ချင်းထိစပ်နေတဲ့အပိုင်းတွေမှာပြဿနာမျိုးစုံတက်နေတာဖြစ်ပါတယ်။ဒါကြောင့်မို့ဆူဒန်နိုင်ငံနဲ့တောင်ဆူဒန်နိုင်ငံကို ကျွန်တော်မြန်မာနိုင်ငံလိုပဲပြည်တွင်းစစ်တွေဖြစ်နေတဲ့အတွက်ကြောင့်မလို့နိုင်ငံခြားသားတွေလာရောက်လေပတ်မှုနဲ့ယင်းဒီမြုံနယ်မှုတွေစီးပွားရေးတွေလာလောက်ဖို့မကောင်းတဲ့နိုင်ငံဖြစ် တက်တွင်သတ်မှတ်ထားတာဖြစ်ပါတယ်ဒီဖြစ်စဉ်ကနေရရှိနိုင်တဲ့ဘူးသူရကတော့တစ်ဖက်နဲ့တစ်ဖက်အင်အားကြီးလာလို့ရှိရင်နိုင်ငံခွဲထွက်လာနိုင်တဲ့အခြေအနေတစ်ထိဖြစ်လာနိုင်ကြပါတယ်ဒီလိုနိုင်ငံတွေခွဲထွက်လာလို့ရှိရင်အဓိကဒုက္ခရောက်တာကတော့ပြည်သူတွေပဲဖြစ်ပါတယ်ပြည်ရင်းစစ်ရှေ့ကြလေလေပြည်သူတွေဒုက္ခရောက်လေလေပါပဲဒီလိုစစ်ဖြစ်နေတဲ့နိုင်ငံကိုဘယ်သူမှမပေါင်းချင်ဘူးဘယ်သူမှစီးပွားရေးမလုပ်ချင်ဘူးဘယ်သူမှလာပြီးတော့မပတ်သက်ချင်ဘူးဆိုတာကလည်းသဘောဝကြပါတယ်